အားလုံးပဲမင်္ဂလာပါရှင်ဆရာမဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့အိမ်မက်ခိုးတဲ့ညတွေဆိုတဲ့ဝိထုရှိကိုအပိုင်းစနစ်အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် ကျမကြီးကလေးများကဒီတို့သောကလေးများပါလုံးဝမသိတာနားမလဲသည်လည်းမဟုတ်တည်တည်ချာချာဒီနားလဲလားဆိုတော့လည်းမဟုတ်ဘယုတ်ဒုက္ခလုံးရန်တော့ဖြင့်အားလုံးအစင်းသိရှိနေကြလည်းသူတို့ကိုကျမချစ်နေရတာလေးကတော့ ဘာလေးပဲလှုပ်ခဲလှုပ်ခဲကျမကိုအမှန်တိုင်းပြောပြခြင်းပင်ဖြစ်ပါသည်ကျမနှင်းကလေးများသည်စူလိုက်ကြပြောလိုက်ကြငိုလိုက်ကြရေလိုက်ကြနှင့်စာမေးပွဲကြီးကလည်းဤသည်ထက်ဤကပ်လာလိမ့်ပြီသူတို့နှင့်ကျမဘယ်နည်းနဲ့မဆိုးခွဲခွာရမည်ဖြစ်ပါသည်တွေးစားကလေးကအိဒူပူများနေလာခဲ့ကြရသောကလေးများအလုံးကိုလူလူကြိုးကြိုးအောင်သွားစေခြင်းလှပါရဲ့။စာမေးပွဲကြီးနီးကပ်လာသောချိန်မှာတော့သူတို့လေးတွေစာကိုစိတ်ဝင်စားလာကြပါသည်။ မဲလုံးကအစပေါ့မဲလုံးနဲ့ပတ်သက်ပြီးဒီကျွမ်းခွင့်ရသောအဘဆရာကြီးကိုလည်းကျေးဇူးတင်ရအောင်မည်ဖြစ်ပါသည်မဲလုံးကိုရွာခေါ်သွားပြီးကလေးကကျမနှင့်အဘဆရာကြီးတို့ဆွေးနွေးကြရသည်ဆရာကြီးကကလေးကိုကောင်းကောင်းထိန်းနိုင်သည်မြစ်တာတရားလည်းကြီးမားလာကြောင်းစကားပြောရင်းလေးစားပွဲသိမြင်လာရသည်အေးပါဗျာသူ့ကိုလေးတန်းအောင်သည်ထိအကြောင်းဆက်တက်စေခြင်းနဲ့ဆိုတာတဘာဝကြပါနဲ့ဖြစ်လဲဖြစ်တယ်ပါလဲစိတ်ချပါဆီယမ်မာလေးရဲ့ အဘကသူစာမချက်ရှင်တော်ဘူးကြီးပြောပြောနေလို့နေချင်းနေ ကိုစီမှာပဲနေပါစေတော့ရဲ့လို့ပါ ဟုအဘဆရာကြီးကပြောပြခဲ့သည် နောက်တော့ဆရာကြီးစေများကကောင်းသောကြောင့်အမေကိုဆရာကြီးနဲ့တကားပြပေးကြသေးသည်အမေကလည်းဆရာကြီးဤစေများကိုသဘောကျသည်ထိုကြောင့်အမေအတွက်တွေ့တူကြစေနှလုံးအားစင်းများကိုလှစင်းဝယ်ဖြစ်ကြသည်ဆရာကြီးကရှေးလူကြီးပြီးပြီးဘုံတို့ပတ်စာတွေကလည်းအပြောကောင် ကလေးလဲချစ်တတ်သောကြောင့်မဲလုံးသာမကကြံကလေးများဤကျမ်းမာရေးများကိုပါယူဆိုင်ပေးလေသည်ရဲ့ဆရာကြီးဤစာမွေးစာတောင်ကိစ္စသည် ကျမတို့ကြောင်းလေးမှာပြောစမှတ်ဖြစ်လောက်အောင်ကိုပင် ရေမောရသောအမှတ်တရများဖြစ်ပါသည် မာမီနိုင်တော်မှနင့်စာမွေးစာတောင်တွေအလုံးတော့အောင်လောက်ပါလေဟာဟု ဆိုသည်ဒါမင်းကလည်းကလေးများကိုစာမွေးစာတောင်တွေဟုချစ်စနိုးသာခေါ်ပါလေတော့သည် ကျမသည်ကျမ၏စာမွေးစာတောင်ကလေးများကြောင့်ဘဝအမောကိုမောမမ်းမသိသော မောပြောသူသားဖြစ်ပါသည်ထို့ကြောင့်ကျမကိုမောပြောတော်မှဆွဲခေါ်ထုတ်ရန်ကြိုးစားသူကတော့ပူမောပေတော်မည်ဆ iam မရေဆ iam မထူတန်ကိုကျမမမှန်းတတ်အပြင်တို့ထွက်ကြည့်တော့အကြီးမအမေပါဆ iam မရေဟုဆိုသည်ဩလာလာအမထူမကတော့ကျမနှင့်ရင်းနှီးနှီးမရှိ သူ့အလုပ်ကိုတော့အများပြောရလူပွဲစားဟုကျမတီထားပါသည်လူပွဲစားဆိုတာကတော့အိမ်ဘောပွဲစားကိုဆိုလိုခြင်းဖြစ်ပါသည်ရွာများနှင့်ဆက်ခါအလုံးလို့သောကလေးမာလီများကသူ့ထံသို့ရောက်လာသည် သူကမြို့ပေါ်မှအိမ်ဘောလူသူများထံသို့ဆက်ပေးသည်လုပ်ငန်းတစ်ခါဖြစ်ရင်သူက တလားစာယူသည်အိမ်ပေါ်အလုံးလုံးသူကပထမဆုံးနားစာကို မခံစားရဟုဆိုလာပဲပြုတ်တဲ့တော်မငယ်ဤတဲ့ကဲဆူအမဘာတွေဖြစ်လာတော့ ဆ iam မရေ ပြောရမှာတော့အားနာတယ်ဆ iam မရဲ့စိတ်ကိုတည်နေလို့လေဟုစကားစာလာသည်ဘာရီများအားနာစရာရှိပါလိမ့်ဘာဖြစ်ချင်တာပါလိမ့်ပြောပါအောင်အမရေဘာများပါလိမ့်ဆိုတော့အကြီးမရဲ့ကိစ္စပါဟိုလေရန်ကုန်ကကလေးထိန်မှု လူလိုလိုတဲ့လာကကလည်းတသိန်းခွဲတဲ့အိမ်မှုကိစ္စလည်းဘာဆိုဘာမှမလုပ်ရဘူးတဲ့ကလေးတွေကလည်းနာနီဆိုလားဘာနီဆိုလားရှိပြီးသားပါတဲ့ အဲ့ဒီတယောက်တည်းဆိုမနိုင်ပါဆိုလို့အတန်မကြီးသေးတဲ့မိန်းကလေးလိုချင်တာဆိုလို့သူလည်းရန်ကုန်ရောက်ခူးရအောင်ပို့ချင်တာဆ iam မရဲ့သူကဆ iam မမတည်ပဲတော့မသွားဘူးဆိုလို့ပြီးသူကလည်းမပြောရဲဘူးဆိုလို့ကြုံလာပြောတာပါဟုတ်တော့ရန်ကုန်ဆိုဝေးကြည့်ပါလားအမရဲ့ကလေးကိုနေရမယ့်မိသားစုအကြောင်းအမသိလို့လားဟိုကျမကပူပန်ပန်မိတော်လဲသူကတော့အေးဆေးဆေးပင်တိလို့တော့ဟုတ်ပါမလားဆ iam မရဲ့ဒီလိုပဲလုံနေကြရတာပဲနေ မိသားစုကတိတ်မများဘူးလို့လည်းပြောတယ်။သူတို့အိမ်မှာကအင်ရှင်တွေယုံသွားရင်ကလေးနဲ့ကလေးထင်းနဲ့အမကြီးပဲကြံခက်မယ်ပြောတာပဲ။သဘောလေးကောင်းတယ်လို့တော့ပြောတာပဲ။ဟုတ်ပြောတာပဲပြောတာပဲတွေများစွာနှင့်ပြန်ပြောပြသည်။ဂျမသူတို့ဘွားလေးများကိုထဲထဲဝင်ဝင်တည်လာတော့ခါနောက်ဆုံးမှာတော့အရွယ်မတိုင်ခင်အလုံတော့လုံးကြရမည်သူများဖြစ်ကြောင်းလက်မခံလို့တော့လဲလက်ခံရမည်ဆိုတာနားလည်ခဲ့ပါသည်။ သို့တော့ယခုလောက်မြန်မြန်ကြီးတော့ဖြစ်လာမည်မထင်ခဲ့စိတ်ထဲမှာအကြီးမားလေးကိုအိမ်ပေါ်တော့မဖြစ်စေခြင်းပြီးတော့စာမေးပွဲလေးလည်းဖြေတော့ဖြေစေခြင်းမသေးရဲ့ဘယ်တော့သွားရမှာမို့လဲအမရဲ့ခလေးကစာမေးပွဲနီးလာပြီပြီးတော့သူစာတွေလည်းရနေပါပြီဟုကျမပြောကြည့်မိပါသည်ဆရာမတို့စာမေးပွဲကဘယ်တော့မှလဲဟုသူကပြန်မေးသည်နှစ်ပတ်လောက်ပဲလို့တော့တာအင်းနှစ်ပတ်ဆိုလဲကြာလာပဲနော်သူတို့ကစောင့်နိုင်မလားမသိဘူး လူဂျုံကလည်းနောက်နှစ်ပတ်ဆိုရင်ရှိမှာမဟုတ်တော့ဘူးဟုကျမကိုပြောတာလို့လို့သူဟာသူပြောတာလို့လို့ပြောနေတော့သည်ကျမအမြင်မြန်စဉ်းစားသည်အကြီးမားကိုကျမဘယ်နည်းနဲ့ကယ်နိုင်မည်နည်းမင်းကလေးငယ်ငယ်လေးပြီးတော့ဖြူစင်တန်ရှင်သောစိတ်ရှိသူလေးထိုကလေးမလေးကိုရေဝင်းမြေချဖို့ရန်အမေကဘာကြောင့်များအာသွန်ခွန်ဆိုင်ကြိုးစားနေတာပါလဲအခြားတော့မဟုတ်ဝမ်းရည်ပါပဲ။ ဖေလှုပ်တဲ့သူကတောက်ဟင်မှုဟဲအမိပွဲစားလောက်ကမဖြစ်ညစ်ကျဲသမီးကြီးဆုံးလေးသည်အိမ်တော်တစ်ခုကြီးဝင်ငွေအတွက်ဆွေမဲမျိုးမဲတနည်းအားဖြင့်သို့သွားရတော်မည်ကျမဘလို့လှုပ်ပေးရပါမလဲအမရဲ့စဉ်းစားပါအောင်ခလေးကငယ်သေးတယ်သူ့အကြောင်းကိုမသိကို့အကြောင်းသူမသိနဲ့ဝေးလွန်းနေကျမကိုအမေကတော့စိတ်ချတာသူကပုံရံကောဟုအမေကိုယ်တိုင်ကထင်လို့လဲထင်စီတော့မတန်နိုင် ကြီးမလေးကခလေးသားဆိုတဲ့ဖူးဖူးလေးနဲ့တောင်မတူလူကြီးလေးလိုချက်ချက်ချာချာရှိပြီးအနေကလည်းတည်တည်ကြည်ကြည်မှုခလေးကိုသူများအိမ်မှာတော့အိမ်ပေါ်မဖြစ်စေချင်တာအမှန်သူကလေးကိုငါးရန်ဆက်မထားနိုင်တော့ဈေးကြိုတဲ့ကညီမဝမ်းဝဲများဆိုင်တို့ပို့ပေးပြီးမနဲ့သွားညပြန်လို့စေအောင်တော့ကျမဤမျက်စိရှိမှဆိုတော့စိတ်ချနိုင်သေးသည်နှုတ်ဤဆောင်မခြင်းဖြင့်ကလေးကိုဆက်ပြီးကျမဆောင်းရှောက်ခြင်းမသေးသည် ။ဘာပဲဖြစ်ဖြစ်ကျွန်မစူးစမ်းကြည့်မြည်ဦးဆုံးဖြတ်ခါစိတ်ရှည်လက်ရှည်ဆွေးနွေးပါသည်။အမရေကျွန်မပြောတာလေးကိုတည်တည်ချာချာစဉ်းစားပါအောင်နော်။သမီးလေးကတိတ်ကိုငယ်သေးတယ်။ဟိုမကသစိမ့်တွေကြီးပဲတကယ်လို့အဆင်မပြေဘူးထားသူပြန်မလာတတ်ဘူး။ပြန်လာလဲအန်ရီကများလာတယ်။သူကရောသွားကျင်လာတယ်လား။သူကမသွားကျင်လို့ငိုဟဲကြီးရဲ့လုံနေလို့ဆီယမကိုစစ်ကူလာတောင်းတာလေ။ ဆီယာမကကျုပ်ကိုမပို့ပေးတရားစီဟောလိုက်တော့ကျုပ်ဖြင့်ဘာပြောရမှန်းအောင်မသိတော့ဘူးဟုမကြည်မနှံ့နှင့်စိတ်ညစ်စကားဆိုပါသည်ကြီးမာလေးကမတော်ကျင်မှုဟုသိရသောကျမအာတရာသည်ဝမ်းသာစွာဖြင့်နောင်ခါလာနောင်ခါစေဘာပဲဖြစ်ဖြစ်ကလေးကိုအဝေးမတော်ဘူးသာအရေးကြီးသည်ဟုစဉ်းစားမိပြီးကဲအမကလေးကလည်းမတော်ကျင်မှုဆိုတော့ကျမပြောသလိုလုပ်ပါလားဟိုကူမပို့ပါနဲ့တော့ကလေးကိုနှစ်ပတ်လောက်လိုတာစာမေးပွဲလေးဖြေပါစေ ဖြေပြီးတာနဲ့ကျမသူ့အတွက်အလုပ်တစ်ခုရအောင်ရှာပေးမယ်ဟုပြောချပြလိုက်သည်မြို့သမီးကြီးကစဉ်းစားသလိုတွေးဝေသွားသည်အင်းကျုပ်ကားဖြင့်သူလိုက်မယ်ထင်လို့ငွေတောင်ကြိုပေးဖို့ပြောပြီးပြီဟုဆိုကငင်းငိုင်သွားသည်ဟုတ်တော့ငွေတွေပါတွင်ကြိုယူပြီးပြီလားကျမကစိတ်ပူစွာမေးရသည်မပေးသေးပါဘူးတော့သူတိုင်းမှတေးကြမှာပါခုတော့ဦးစိုးကဘာမှဆက်မပြောကျမနည်းနည်းတော့အသက်ရှူချောင်းသွားသလိုပင် ဆီယမအလုတ်ကတီချာမှာမူလားဟူသူကကျမကိုခြိနှောင်သည်တီချာတယ်ပဲဆိုပါစို့သူများအိမ်မှာအလုတ်လုတ်တာထဲတော့ကိုကိုကိုယုံကြည်မှုရှိတဲ့ဘူးသူတာလဲရမယ်အလုံမျိုးကိုကျမကရှာမှာဟူအားတဲ့တရောပြောမိသည်အင်းပေါ်လေဒီတင်ဆိုတော့လဲစူလွယ်နဲ့လွယ်ပေါ်ဟုလျှော်သွားသည်ကဲဆီယမဒါဆိုလဲကျမပြန်မယ်အလုတ်ကလေးသားမြန်မြန်ရအောင်ရှာပြီးတော့တဲ့ကဲကောင်းရောမတိလင်းဘလို့မိမကြီးပါလိမ့်ဟုစိတ်ဆိုးကျင်စရာပဲ။ ကျမမှာတော့စိတ်မစိုးနိုင်။ကျမဤသမီးလေးသူများအိမ်မှာအဝေးတလန်အလုံးမလုံးရာရေးတာအဓိကဖြစ်သည်။ဒီနေရာမှာလူတော်များများမှာယဉ်ကျေးမှုဆိုတာအတော်လေးခောင်းပါသည်။ကျေးဇူးတင်သည်ဟုလည်းနားလေရာကောင်းမှန်းတိလှသည်မဟုတ်။သူတို့မှာဆင်းရဲခြင်းစောကအမြဲကပ်နေသည် ဖြစ်သောကြောင့်ငွေရမည်ဆိုရင် ကိုယ်တိုင်ကဘာလုပ်ရမလဲ၊ကိုသားသမီးကိုဘယ်လိုခိုင်းရမလဲ။တိတ်တော့စဉ်းစားနေမည်မဟုတ်။စဉ်းလဲမစဉ်းစားတတ်။ ထိုသူတို့ကိုကျမကစိတ်ဆိုးနေရန်လည်းအကြောင်းမရှိအထူးသဖြင့်သမီးမိန်ကလေးဆိုတော့ဒုတိယဖူးဖူးဖြစ်မခံနိုင် နောက်သမီးတယောက်တည်းကြိုးစားရန်ကျမအတွက်အင်စာပေါ့လေချီအချီဟုလာမင်းကအတန်ပေးယူရအောင်ပင်ကျမကအတွေးလွန်နေခဲ့သည်သူပြန်လာချိန်မှန်းလဲသည့်သူကိုလည်းမျောနေပြီဆို သူဤလေချွန်သံကိုပင်မဆုံးခင်ကျမကရှေ့ကိုရောက်နေမြင်သူကလေချွန်လို့မှမကြားနဲ့တော့အတန်ပေးတော်သည်လာပါပြီဟဲ့ ပြောပြောပြပြအိမ်ရှိသူထွက်လာတော့သူကသူ့ဟာသူတောင်တကားကိုဖွင့်ပြီးနေပြီ။ဘာရီများလုံနေတာလဲဟာငါရောက်နေတာကြာပြီဟုသူကစိတ်မရှိသလိုပြောသည်။ကျမကသူ့ဆိုင်ကပေါ်မှကြောဖို့အကြီးကိုမနိုင်မနှင်းတဲ့ရင်တွေးစရာတွေများနေလို့ပါဟဲ။ဟုလေးချိုးသွေးရသည်။သူကမဆိုင်မတွားပင်ချက်ချင်းတုံ့ပြန်သည်။အေးအဲ့ဒီတွေးစရာဆိုတာတွေကနင်းနဲ့လည်းမပတ်သက်ဘူး။ငါနဲ့လည်းမပတ်သက်ဘူးမဟုတ်လားတဲ့။ မှန်နေတော့ကြောင့်ကျမမဘာတောင်ပြန်ပြောရမှန်းမသိတော့အေးပါဟဲ့ဟုတ်ပါတယ်နေကိုပြောပြမှာပါကဲကဲခဏနာရေမိုးချိုးပြီးမှစာရင်တောင်းရင်ပညာရှိကြီးကိုတိုင်မြင်မှာပါဟုကျမကပြ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 ချုံးမောစွာနေတန်းပြူထားရသည်သူ့အကြံသူ့အကူညီကယူရအောင်မြည်ကိုလေကြီးမာလေးရေမေလာရောက်ဒီမှစကကျမတားဆီးပုံများကိုစိတ်ရှည်လက်ရှည်ပြောပြတော့သူကခါတိုင်းလိုတက်တက်ကြွကြွမရှိစိတ်ပါလက်ပါမရှိ သူများကမခက်ဘူးနင်းကခက်နေတာဟုစချီကကျမကိုဝေမန်းတော့သည်နင်းကစိတ်ကူးရင်ပြီးလုံလုံတော့ဘဝရဲ့တော်တော်လေးအလန်းกว่าနေတယ်ဟုသူကဆိုသည်နင်းကလည်းဟဲပြောလိုက်တာငါ့ကိုများရဲရဲဆက်ဆက်ငါဘာများစိတ်ကူးရင်ပြီးလို့လဲဟာရင်နာပေါ့ဟာနင်းရောက်နေတဲ့နေရာကဘဝတွေရဲ့အောက်ဆုံးဆင့်ကိုရောက်နေတာလေအကြီးမမေကသူတို့မှာစားစရာမှမရှိတော့တာသူသမီးကိုအလုံးလုံးခိုင်းရတာနေမှာပေါ့ဟိုကလည်းအလုံးလုံးဖို့လူလူနေတာလေ သူတို့ချင်းသူတို့အချိန်ဆက်မိနေတာကိုနင်းကကြောင်းဝင်ပြီးဝေးသလေးဘာလေးနဲ့တာယုံမကအလုရှာပေးမယ်ဘာညာနဲ့တာဝန်ယူလိုက်တော့သူတို့ဘူးကနင့်ဘူးဖြစ်ကြောပေါ့ခုနင်းကငါ့ကိုပြောတော့ငါ့ဘူးဖြစ်ရောလေဟောတော်ရေဖျားဖျားလာမင်းနင်းစိတ်နဲ့နင့်ကိုရောဟုတ်သေးရဲ့လားဟဲ့နင်းပြောနေတဲ့စကားတွေကငါနာနဲ့ဆက်ဆက်ကြရလို့သာနင်းပြောတယ်လို့ယုံလိုက်ရတယ်လာမင်းရေဟုတ်ကျမကမချစ်တင်ခဲ့ပြောမိပါသည် ထိုထဲပို၍ကျမမပြောတတ်တော့သူလဲငြိမ်သွားသည်အတော်ကြောင် ကျမတို့ဘာမှမပြောနိုင်ကြထမင်းလဲဆက်မစားနိုင်ကြရစက်သောငြိမ်သက်ချင်းကိုကျမဆက်၍မခံစားနိုင်သောကြောင့်တဝက်မြကြံသောထမင်းပကံကိုယူကာကျမအလှင်ထလိုက်သည်ထမင်းများကိုသွန်ပြလိုက်သည်ထမင်းများနှင့်အတူသွန်ပြလိုက်ခြင်းသောသူ၏ရစက်သည့်သဘောထားများကတော့ကျမ၏ယင်ထဲမှခိုးလို့ခူးလို့ကြံရင်ခဲ့သည် ပကံကိုစိတ်မပါလက်မပါဆင်းနေတော့ကျမကို သူကနောက်မှအတိုင်းဖက်က sorry ဟာငါစေတနာတွေလွန်ကဲသွားတယ်ဟုလာချော်သည်ဘာစေတနာလဲနင်းကလည်းဟာနင်းဖြစ်စေချင်တာမဖြစ်ရတာနဲ့ဒေါသတွေဖြစ်နေတော့တာကိုအေးပေါ်လေငါကအလကားဒေါသဖြစ်နေတယ်ပေါ့ထားပါတော့ဆက်မပြောကြစို့နဲ့ဟုကျမပိတ်ပြောလိုက်သည်ဆက်ပြောရင်ရန်ဖြစ်ရုံမှလွဲပြီးဘာများအကျိုးရှိမှမို့လဲလေသူကတော့မနေပါ ပြောလို့မရဘူးပြောကိုပြောရမယ်နင်ဒီနေရာကိုရောက်ကလေးကနင့်အတွက်အကျိုးရှိရာရှိကြောင်းဘာတစ်ခုများရခဲ့တယ်လဲဟဲပြောရပါလာမင်းရဲ့ဒီနေရာမှာငါတို့နေခွင့်ရလို့ပြေးစရာမရှိတာလေငါလုံနေလုံတွေကိုဒီနေရာလေးမှာနေပြီးလုံခဲ့ကြရတာလေမေ့စရာလားထို့သူပြောတော့သူငြိမ်သွားသည်အတော်ကြာမှဟုတ်ဘူးလေဟာငါပြောချင်တာအဲ့ဒါမဟုတ်ဘူး ကိုကလေးတွေပူလိုက်ရဒီကလေးတွေပူလိုက်ရနဲ့နေမှာဘာများစိတ်ချမ်းသာကြရှိခဲ့တယ်ငါဆိုလိုတာကလုတ်ပါမလုတ်နဲ့မပြောဘူးနေနေကြည့်ပြီးပြီလုတ်ကြည့်ပြီးပြီဖြစ်နိုင်တာမဖြစ်နိုင်တာနေတည်တည်တော့တည်ပြီးရှော့သိရင်ရှော့ရတော့မယ်ဆုပ်သိရင်ဆုပ်ရတော့မယ်ပြင်ဆင်တဲ့နာပြင်ဆင်ရတော့မယ်ခုတော့မဟုတ်ဘူးစူကြီးကိုဟိုလူတွေရောဒီလူတွေရောဟာဆန်စင်ရာကြည်ပွေးလိုက်ရတာကြာရင်ဒုက္ခရောက်မှာစိုးလို့ငါပြောတာ ါတော့မတတ်နိုင်ဘူးလက်ချိုးရင်ကလေးဥရေကဆယ်ကနန်းမပြည့်တဲ့ငါကလေးတွေကိုရှေ့လူတွေကိုကယ်ရလို့မောသွားပြီနောက်လူကြံခဲ့တော့လို့ငါမထားနိုင်ဘူးအေးလေနင်ကမထားနိုင်ဘူးဆိုတော့ဘာဆက်လုပ်နိုင်မှာမို့လဲဖြစ်နေတာနင်ကလေးတွေရင် ဖြစ်နေတာမို့လားနင်လောကကြီးရဲ့အပြင်ကိုထွက်ကြည့်လိုက်စမ်းနင်ကလေးတွေကမှနည်းနည်းပါးပါးကံကောင်းနေသေးတယ်ဒီထက်ဆိုတာတွေတပုံကြီးရှိသေးတယ်ထားပါတော့ နင်းကလေးတွေကိုနင်းကလေးတန်းစာမေးပွဲကိုအကုံအောင်မဖြစ်မဲဆိုပြီးလှုပ်လိုက်တာလှုပ်လိုက်တာတေကောင်ပေါင်းလေတယောက်မဖြေရရင်ကိုနင်းမှာတေတော့မလားအေးနင်းဟာတွေလေးတန်းအောင်တော့ရောကြောင်းဆက်နေနိုင်မှာမို့လားနင်းအိမ်မက်တွေစွတ်မက်မနေနဲ့တော်ပြီတော်ပြီလာမင်းနင်းဘာမှဆက်မပြောနဲ့တော့တေကြပြီတိလားငါ့ကိုနားလေဆုံးလူနင်းဆိုတာလုံးဝမဟုတ်တော့ဘူးပက်မြက်နင်းလေငါစေတနာကိုနားမလဲဘူးတော်ပြီလာမင်း အဲ့ဒီစေတနာဆိုတာဆက်ကိုမပြောနဲ့တော့သူကကျမကို နောက်မှဖက်ထားသည် ကျမကအာကုံယုံကအခန်းထဲသို့ပြေးဝင်ပြီးခန္ဓာကိုပိတ်ပြင်လိုက်သည် ကျမမငိုပါယင်းထဲမှနာကျင်နေသည် ကျမတို့နှစ်ယောက်ဘာကြောင့်များ စိတ်သဘောထားတွေကွဲပြားကုန်ကြတာလဲသူကျမကိုဘာကြောင့်များ နားမလဲတော့တာလဲသူကျမကိုဘာကြောင့်များ ပါရမီမဖြည့်ကျင်တော့တာလဲ တေချာလာတစ်ခုကတော့အမေချစ်တော်သူကသူနှင့်အမေစီစဉ်တော့အစီအစဉ်ကိုကျမသဘောမတူနိုင်ဘူးဆိုသည်မှဆကျမဤလုပ်ငန်းများကိုသူလက်မခံနိုင်တော့ပြီလားဒါကတော့အစပေါ့နောက်တော့မြေတားပါပြက်လာပေးလေအောင်မီပေါ့ဒီလိုနှစ်ပြင်ချစ်သူနှစ်ဦးဤဤကုန်းသည်ကျမဆက်မတွေးဝင်တော့ပါဘဘွားစာလက်တွဲရန်တည်တည်ချာချာရွေးချယ်ထားသောကျမဤချစ်သူကိုကျမအစွန့်နိုင်မှာမို့လားဒါဆိုကျမဤအသက်မူဝမ်းကြောင်းလုံးလဲဟုတ် ကျမ၏ဝါသနာလဲဟုတ်ကျမ၏အိမ်မဲများလဲဟုတ်သောလုပ်ငန်းများကိုဆွံ့ရတော်မှာလားဒါလဲဆက်မတွေးဝင်ထိုစဉ်သူဆိုင်ကေတန်ကိုကြားလိုက်မိသည်အော်သူထွက်သွားသည်ပေါ့ညာကြီးမင်းကြီးလေဘယ်ချိန်များပြန်လာမှာပါလဲကျမသူ့ကိုမျှော်မနေနိုင်ပါကျမ၏လုံခြုံမှုတွေတကားကိုတည်တည်ချာချာပိတ်ပစ်လိုက်သည်ဒီညာတွေတော့ဘသူလာလာသူလာလာကျမတကားဒီဘယ်နည်းနည်းမှပွင့်မီမဟုတ်တာတေချာလှပါသည် မင်္ဂလာရှိသောနာနယ်ခင်းကိုစတင်ဖွင့်လေသူကမမီနိုင်ဖြစ်ပါသည်။ကျမကသူမရှိသောကြောင့်စောစောထားကသူလုံနေကြအလုံးများဖြစ်သော အတန်တိုင်းကိုတောက်ရီဦးဖြည့်ခြင်းအလံတင်ခြင်းကြောင်းဝင်းခြင်းတန်ရှင်းများကိုတွတ်တွတ်ကလေးလောက်ခါရီမိုးချိုးပြီးနှစ်ပတ်တောင်မလိုတော့ဘီဖြစ်သောစာမီးဝဲတွေကလေးများနှင့်သာအချိန်ကုန်တော့မည်ဟုစိတ်ကိုပိုင်းဖြတ်ပြီးစာတင်ခန်းထဲကိုတောင်းရောက်နေပြီ။မမီနိုင်ဆိုင်ကယ်တန်ကြသောကြောင့်ကျောင်းတကားကိုပြေးဖွင့်ကား ဆိုင်ကယ်လက်လွှဲယူမိလို့တော့မာမီနိုင်ကဒါတွေယူလိုက်ပန်းမြက်ဟူဆိုကအထုံများကိုပေးသည်ဒီနေ့တပည့်တယောက်ကနာနေခင်းစားတော့ဆိုင်ဖွင့်ပွဲလုပ်လို့ဟိအဲ့ဒီဆိုင်မှာရန်ကုန်မွေးငါးလေးကောင်းလုံးလို့သူတို့ကိုလည်းအားပေးရကြအောင်နင်တို့လည်းကြွေးကျင်တာနဲ့ပါဆယ်ဆွဲလာတာတဲ့ကြောင်တက်ဖို့အများကြီးလိုသေးတာပဲပူပူနွေးနွေးလေးစားလိုက်ဟိုကောင်ကြီးလာမင်းရောမနိုးသေးဘူးလားဟုတစ်ဆက်ထဲမိသည် ျမကကျမတို့မွေးငါကိုပြင်ဆင်ထဲလာခဲ့ပြီးမာမီနိုင်တွေလည်းကော်ဖီခါခါလေးဖြော်လိုက်သည်ပြောကြည့်ရဲ့လက်တို့ဟုဆိုရမလားမသိမွေးငါတစွန်းစားလိုက်ညာကရံပွဲချောင်းပြောလိုက်ငိုလိုက်နှင်းရင်ထဲမှာတော့တော်တော်လေးပေါ်သွားသည်အစာပိုင်းမှာတော့မာမီနိုင်ကရင်နေသေးသည်အားလုံးပြောပြီးပြီဆိုတော့မာမီနိုင်လည်းမရင်နိုင်တော့ခက်တဲ့ပန်းမြက်ရဲ့ပြဿနာတစ်ခုဖြစ်ပြီးဆိုရင်ဘသူမှားတယ်လဲဘသူမှန်းတယ်လဲ အဲ့လိုအဖြေရှာတာရရင်ဖြေရှင်းဖို့ကလွယ်တယ်။တစ်ဖက်လုံးကမမှားဘူးဆိုရင်ဘယ်သူမှရှော့ကြမှာမဟုတ်တော့ကြာရင်မကောင်းဘူးဟုဆိုသည်။အတန်ကြာအောင်ငြိမ့်သက်နေပြီးနောက်ငါကိုလာမင်းဘက်ကလိုက်ပြီးပြောတယ်လို့တော့မထင်နဲ့ပေါ့ဟာ။သူကနင့်ကိုတော်တော်လေးစိတ်ဘူးလက်ဘူးချစ်ရှာတာပါ။နင့်ကိုအန်ရည်တစ်ခုခုဖြစ်မှာအမဲဆိုးရင်နေရှာတာ။ဟိုတလောစီကတော့အပြောင်းရွှေ့ကိစ္စအတွက်ငါကိုတူတူတိတ်တိတ်မေးသေးတယ်။ ငါကနှစ်နှစ်ပြည့်မှတရားဝင်ပြောင်းလို့ရမှာလို့တောင်ပြောပြရတယ်။သူကနင်းစိတ်ကိုတည်နေတော့နင်းလုံးသမျှဖြစ်မလာရင်နင်းခံစားရမှာကိုစိုးနေတာပန်းမြက်ရဲ့ဟုရှေရှေဝေးဝေးရှင်းပြသည်။ကျမတွေ့ဝေသွားပါသည်။သို့တော့ကျမလုံးလဲစားလုပ်ငန်းများကိုလွယ်လွယ်နှင့်လက်လျှော့တာမျိုးတော့မလုပ်နိုင်ပါ။ကျမတသမျှမှတ်သမျှအတွေ့ခေါ်ညံစွမ်းကလေးနှင့်လှုပ်ခဲတာမအောင်မြင်ဘူးဆိုသည့်တိုင်ကလေးများတို့အသက်ရှူချောင်တော့လှုပ်ပေးနိုင်ခဲ့ပါသေးသည်။ အဘယ်ကြောင့်လက်မြောက်ထွက်ပြေးရပါမည်နည်းသူကသမီးကိုပြောတယ်နင်ဒါတွေလုံနေလို့ဘသူကစူးပေးမှလဲတဲ့သမီးမျက်စိရှိမှဖြစ်နေတာတွေကိုကြည့်မနေနိုင်လို့လုံနေတာပါမမီနိုင်ရဲ့သမီးပါကိုမှမမျှော်မှန်းပါဘူးငါလုံလဲဘာမှမထူးနိုင်တာမလုံတော့ဘူးလို့တော့သဘောမထားနိုင်ဘူးအေးပါလေနင်ကငယ်သေးတာကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ပန်းမြက် ငါနင်းကိုနားလဲပါတယ်ငါငငယ်တုန်းကလည်းနင်းထက်တောင်းတက်ကြွသေးတယ်လို့ပြောရမလောက်ကိုလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ဟာငါတို့ရဲ့ပတ်ဝန်းကျင်ကထင်ထားသလိုမဟုတ်ဘူးဟထင်တာထက်အစာပေါင်းများစွာဆိုးတယ်နင်းလည်းအသက်ကြီးလာလို့အတွေ့အကြုံတွေစုံလာရင်နားလဲမှာပါဟုဆိုသည်ဥပမာကွာဖူးဖူးကိစ္စလိုဟာမျိုးပေါ့နင်းကအကြောင်းလေးကအကြောင်းနဲ့နင်းတပယ်ပဲမြင်တာလေ ငါတို့လာမင်းတို့ကအပြင်လောကနဲ့အဆက်ဆက်တွေရှိနေတော့မြေဖြားခံလာတဲ့တရေခံကိုသိတယ်။သူတို့ဘလို့ရှောင်းမယ်ဆိုတာသိတယ်။နင်ပါလို့လို့သူတို့ဘာမှဖြစ်မသွားနိုင်ဘူးဆိုတာလည်းသိတယ်။အေးနေရာတကာမှာအမှန်တရားတို့တရားဥပဒေတို့ဆိုတာရှိနေမယ်လို့နင်မထင်နဲ့။ခုဆိုအကျိုးတော်ဆောင်ကြီးပဲရောက်နေမှန်းမသိဘူး။ဂျာကြီးဆိုတဲ့ကောင်ပဲပြောင်းနေမှန်းမသိဘူး။မိသေးကသူတို့ကွယ်ထဲမိသွားတယ်လို့ငါတော့ထင်တာပဲဟု။ မမီနိုင်က သူ့အထင်ကိုရဲရဲဝံ့ဝံ့ပင်ပြောနေသည်တဲတဲကသူတို့လူပဲမဟုတ်ဘူးလားမမီနိုင်ရဲ့ကျမကလည်းကျမ၏အထင်ကိုပြောသည်မမီနိုင်ကနေမတည်သေးပါဟုအိဘေရသောအပြုံးမျိုးကိုပြုံးလျက်သူတို့လူဖြစ်တော့ရောညာမယ်လို့များနေကထင်နေလို့လားဝေးပါသည်မိသေးကိုဒီနေရာကခွာစီခြင်းတော့မူဆယ်ကိုပို့တယ်ခုကောင်မကလည်းစေမသုံးဘူးလို့နင်ပြောနိုင်လားနောက်ဆုံးမှာတော့ပြန်မလာနိုင်အောင်လုပ်လိုက်တာလေ ဘသူပြောနိုင်မလဲဟာမိသေးကိုလည်းရှော့တော့မတွက်နဲ့သူကပါကရင်နားပြန်ကိုက်မဲ့အစားတွေကသူ့ကိုစိတ်ရင်ဖော်မှာပေါ့သူဖော်တော့ရောဘာဖြစ်မယ်လို့ထင်တယ်လဲဘာမှဖြစ်စရာအကြောင်းမရှိဘူးဟိုအကြီးကြီးတွေကသူတို့ကြတော့တရင်တွေကအလိုလိုရပြီးသားရှောင်းပြီးသားဟင်မမီနိုင်ရဲ့အဲ့ဒီလိုဆိုတော့ဖန်းနေဖန်းနေဆိုတာဘာလဲအစိတ်ပင်ဆိုရင်အမြင့်ကနေတူပြရမှာလေခုတော့ဂိုင်းများဂိုင်းသားတွေကိုပဲဖျက်ယုံမဲ့ဆိုတော့ ပိုတောင်ရှင်တန်လာမှာမဟုတ်ဘူးလားထားလိုက်ပါဟာမမီနိုင်က ထားလိုက်ပါဟာနဲ့အဆုံးသတ်သည်ကျမဘာမှမပြောလို့တော့ပါ ပြောလဲမပြောတတ်တော့ပါမမီနိုင်ကသူပြောချင်သည်များကိုပြောပြီးနောက်ထုံးစံအတိုင်းကြောင်ရုံကမှကြာကြာထိုင်နေမရှိပဲဆိုင်ကယ်ဆွဲကွာထွက်သွားတော့သည်မမီနိုင်ပြောသလိုဆိုအပေါင်းလက္ခဏာဆောင်သောပညာတတ်တယောက်ကိုနိုင်ငံတော်ကဆုံးရှုံးရသည်ပေါ့ သူငယ်ငယ်ကတတဲကြွကြွလှုပ်ဆောင်ခဲ့တာခဏခဏတော့ပြောသည်နောက်ဆုံးမှာတော့ထိုလိုအားရှင်သည်ထားလိုက်ပါဟာနှင့်အဆုံးသတ်တတ်သူဖြစ်သွားရတယ်လားမမီနိုင်ကိုကျမမယုံမရှိပါသူကကျမကိုဘာကြောင့်မှကြွားဝါစရာမလိုတာကျမအထင်မကြီးလဲသူဘာမှဖြစ်သွားစရာမရှိမည်သူပင်ဖြစ်စေသူဒီအကြောင်းသားနှင်းဖြစ်ပါသည်ကြောင်ကြောင်ကြောင်သူသားအစိမ်းပြောင်းသွားခဲ့ဘူးဆိုရင်သူဒီလေကျမဤရွာကြောင်အုပ်ဖခင်ကြီးလို့ စွမ်းမိသူမဟုတ်ပါလားကျွန်မမာမီနိုင်ကိုလည်းနှမျောသည်မာမီနိုင်လုံနိုင်ကြီးစွမ်းဆောင်မှုလို့ကိုလည်းနှမျောလှပါရဲ့တို့ဆိုရင်ကျွန်မကတော့ရောခုချိန်ထိရောစိတ်ကမပြောင်းကျွန်မဤစိတ်ကိုပြောင်းရန်ကျွန်မဤပတ်ဝန်းကျင်ကတော့ဤမျိုးစုံနှင့်သွေးဆောင်ရကြတာအားကြီးအားကောင်းပင်ကျွန်မဘယ်ရှင်ကာလာထိမမမမရက်နေနိုင်ပါမည်နီဒီတိုင်းသာဆိုရရာမှာဆိုရင်ဖွဲ့ကြည့်ပင် ။မာမီနိုင်ပြောသလိုအကျိုးတော်ဆောင်ကြီးနဲ့အဖွဲ့ဆိုပါတော့ထိုယုံမာသူတွေကို ကျမတို့ဘာမှမလုပ်နိုင်ခဲ့ပေမဲ့သူတို့ဤဆိုကြဒုက္ခကိုဘုံမသိဘာမသိခံလိုက်ရသည့်တာကောင်ကလေးဖူဖူကိုတော့ကြုံရမည်ဒုက္ခကြီးကြီးကိုအနည်းငယ်မျှမဆိုသလောက်သိသွားအောင်ကျမတို့လုံပေးနိုင်လိုက်တာလေးကြောင့်ကျမကိုယ်တိုင်ရော ခလေးတွေရော မျက်စိစုံမိခါနှစ်သိမ့်နိုင်လိုက်နေသေးရဲ့အဲ့ဒါလေးကိုကျေးဇူးရှင် ကိုလာမင်းပါဝင်ကူညီခဲ့တာပါပဲ။ မမီနိုင်ကိုယင်ဖွင့်လိုက်ရတော့ကြောင်းလာတော့မသိ။ဒါမင်းကိုကျမစိတ်မဆိုးတော့ပဲ။သူကတော့စေတနာစော်ကားခံရသည်ဟုစိမ့်စိမ့်တွင်းနေမိလားပဲ။မမီနိုင်ပြောသလိုပင်ထားလိုက်ပါတော့လေဟုအောင်းမိကကျမဤချစ်သူလာမင်းထံသို့စာတို့လေးပို့လိုက်ပါသည်။လာမင်းဤဘေးရောက်နေလေ။ခနာမဆိုင်မင်းသူစီမှစာပြန်ဝင်လာသည်။ငါချစ်သူတို့ရဲ့ငားခင်ဝင်နေတယ်တဲ့။ ကျမမျက်စောင်းလှလာလေးထိုးပြလိုက်တာသူနှလုံးသားနှင့်မြင်လိုက်မှာပါလေဖုံးစံတိုင်းမင်းသူပြန်ရောက်လာတော့ခါဘာမှဖြစ်မထားကြသလိုငါကငှင်းထမင်းစားကြသည် စားပါဟဲ့နင်ကလည်းငါထဲကြီးထည့်ပေးနေတာကြော့စားကျမကသူ့ပကံထဲကိုပြန်ထည့်ပေးသည် သူကကျမထဲကိုပြန်ထည့်ပေးရင်ဟဲ့ပပဲရင်မိကြသည်မဟုတ်ဘူးငါတကယ်ဝါလာဟုသူကပြောသည် သူကစားလဲစားကိုတကယ်ပင်ပြီးတက်လိုက်သည် ဟင်စားတာကလည်းနည်းလိုက်တာဟုပြောပေမဲ့သူထမ်းမစားတော့ခုတလောသူအစားနည်းလာတာကျမတတိထားမိသည်ညာညာကျမလှုပ်ပေးထားသောပေါင်မုံကြိုးကိုပင်ကုံအောင်မစားခါတိုင်းဆိုထူတို့မဟုတ်ခေါင်းဆွဲလှုပ်ထားပေးလဲအပြောင်ခမင်းလေးတုံပေးထားလဲအပြောင်ပြီးတော့ပြောသည် အလုံးလုံးရင်စားတယ်ဟနေထင်ညာကပူစားတယ်ဆိုသောကြောင့်ကျမအိမ်မက်တော်လဲသူ့အတွက်တစ်ခုမုံတစ်ခုစားစရာလှုပ်ပေးထားပြီးသည် နင်အစားနှဲလာကြီးလားပိန်ပိန်လာတယ်နော် ဟုတ်ကျမထပ်ပြောတော့သူသူကပြူးပြူးပြဲတဲ့နှင့်ဘဲကပိန်ရမှာလဲဟိုနေ့ကဝတ်တဲ့အင်ဂျီတောင်ကြက်လို့ဟုပြောကားထသွားသည် ပြီးတော့မှသတိရသူနှင့်ပြန်လှည့်လာကအကြီးမအတွက်ငါစဉ်းစားထားတာဟိုဘက်လမ်းထိပ်ကကော်ပီယာဆိုင်မှာအပ်ပြီးရင်ကောင်းမလားဟုပြောသည် နင်ကသွားမေးထားလို့လားလူလူတွေပြောလို့လားဦးမီးတော့အပြင်မှာဆိုင်းပုတ်ထောင်ထားတယ်လေငါဝင်မေးကြည့်တော့အသက်ရွယ်မတတ်မှတ်ပါဘူးလို့တော့ပြောတာပဲ။ နောက်တော့မှငါတို့နှစ်ယောက်ထပ်သွားမိကြတာပေါ့တဲ့ကျမအနေငယ်အသက်ရှူချောင်းသွားပါသည်ကြီးမကြီးအမေလိုချင်သောငွေကြီးကိုတော့ရမရမပြောတတ်ပေမဲ့ကလေးကိုကိုမျက်စိအောင်မှထားခွင့်ရတာလေးနှင်းတောင်တန်နေပါပြီဟုကျမကတော့တွေးသည်လုံသမားလူသူတွေကလည်းပေါ်ပါလူတွေကလည်းပေါ်ပါကျမမဖြစ်စေချင်သောကလေးအလုံသမားဘဝကိုအကြီးမာလေးသည်မကြမီရပိုင်းတွင်ရောက်ရပါတော့မှာလား နပတ်ဆိုသောချင်းသည်ဝုံဆိုရောက်လာခဲ့သည်ဟုထင်ရလောက်အောင်ပင်မြန်လာသည်ကလေးများစာမေးပွဲဖြေကြရလိမ့်မည်သူတို့လေးတွေကဒီနေရာမှာလူဖြစ်ဒီနေရာမှာကြီးဒီเจ้าလေးမှာသာနေခဲ့ကြရသည်เจ้าကျဲကလေးများသာဖြစ်ပါသည်ကျမတို့เจ้าမှာစာမေးပွဲမဖြေကြရမြို့နယ်လိုက်သတ်မှတ်ထားသောเจ้าမှာသွားဖြေကြရသည်မာမီနိုင်ကငါအကျိုးဆောင်ကြီးကိုလွမ်းလာတယ်ဟုညင်းနေလေသည်ရဲ့ ဂျိုးဆောင်ကြီးကလေးတန်းစာမေးပွဲဖြေသည့်နေ့တိုင်းခလေးများတွေကားစီစဉ်ပေးသည်ဟုဆိုပါသည်ဒီနေ့တော့ကားစီစဉ်သူက မာမီနိုင်ကိုတိုင်းပင်ဖြစ်ပါသည် မစီစဉ်လို့ကမဖြစ်သူတို့မိဘတွေမှာဦးဆောင်ဦးရွယ်ပြုမိသူမရှိအရင်ထဲမှာစာမေးပွဲနီးမှာကိုရင်ဝီမလာကအစာရင်ရောဂါဖြစ်ပြန်တော့ကြောင့်ဆင်းရုံတရသည်အစာစာကိုတေချာစွာကယူဆ၍စားရမည်ဖြစ်တော့ကြောင့်ဖုံဖုံကြီးကခိတလူဝိလဲပေးထားသည် ကျမတွင်ရှီရင်ဆွဲကလေး၉ယောက်မှကြောင်းထွက်သွားသည့်ကလေး၂ယောက်ကိုတော့ထားလိုက်ပါတော့ဖူဖူလေးကိုတော့ကျမရောကလေးများပါအထူးသတိရနေကြသည်ဘသူကမှစောင်းနေမရှိသောအချိန်ကာလများကကလေးများ၏ရည်ချင်းကိုဆုံးဖြတ်ပေးမည်စာမေးဝဲကြီးကိုတရေပီးတရေဖြုတ်ခနဲဖြုတ်ခနဲကြော်ထွားခဲ့သည်ကျမမှယုံသည်တော့မဟုတ်လားဗိမဲ့ကျမချစ်သောကလေးများကကျမကိုပျော်သည် ဆီယမပြေခိုင်းတဲ့မိကုန်တွေကမှခက်သေးတယ်။စာမေးပွဲမိကုန်တွေကလွယ်လိုက်တာတဲ့။သူတို့ပြောသည့်အတိုင်းနာဖြစ်ပါစေဟုကျမမှဆုပဲတောင်းနေရပါလေရဲ့။ဟုတ်ကဲ့ပါရှင်။အပိုင်းစနစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ်။ကျမတို့နောက်ထပ်အပိုင်း73ဇက်သိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။နောက်ဆက်ပြီးကဲ့သို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။